စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးပြဿနာကိုရေးဆိုင်ကြော်လွှားနေရတဲ့သူကိုမပြောတင်တဲ့စကားများလူတယောက်ဘာတွေခံစားနေရပြီးဘလို့ကြော်ပြတ်နေရတယ်ဆိုတာကိုကျွန်တော်တို့သေချာမသိနိုင်တဲ့အတွက်စကားအပြောစုတတိထားတာအကောင်းဆုံးပါပဲလူတယောက်ကစိတ်ပိုင်းဆိုင်ရာအားနည်းနေတယ်ဆိုရင်အဲ့ဒီသူကိုပြောတင်တဲ့စကားရှိတယ်လို့မပြောတင်တဲ့စကားလည်းရှိတဲ့အတွက်ဂရုစိုက်ဖို့အရေးကြီးပါတယ်စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့လူတယောက်ဟာစိတ်ခံစားချက်တွေကိုနားလည်ဖို့စူးစမ်းရင်းနဲ့ခက်ခဲတဲ့အခြေအနေကိုကြော်လွှားနေရတာပါအဲ့ဒီလိုအချိန်မှာ သူတို့တွေကထိလျော်ရှာလေကြပါတယ်။ထိခိုက်နာကျင်စေတဲ့ဇကားတွေကသူတို့ကိုပို့ပြီးဆိုးရွားသွားစေနိုင်တယ်လို့သူတို့ရဲ့ပြဿနာတွေကိုထုတ်ပြောလာမှလည်းမဟုတ်တော့ပါဘူး။အခုလိုကာလမျိုးမှာလူတော်တော်များများစိတ်တက်ကြလာတာနဲ့အမျှစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကြုံတွေ့လာရပါတယ်။စိတ်ပိုင်းဆိုင်ရာအားနည်းနေတဲ့သူတွေကသူတို့ခံစားနေရတဲ့အရာတွေကိုအခြားသူတွေကိုထုတ်ပြောပြတာရှားပါတယ်။တကယ်လို့တင့်ကိုစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအကြောင်းတစုံတစ်ယောက်ကထုတ်ပြောလာခဲ့ရင် သူတို့ပြောပြတဲ့အရာတွေကိုအေချာခူးဆိုင်နားထောင်ပေးဖို့အရေးကြီးပါတယ်။သူတို့ကိုချစ်ခင်ပေးမယ်သူသူတို့ဘက်ကယက်တီပေးမယ်သူရှိသေးတယ်လို့ခံစားရအောင်လုပ်ပေးပါ။ဒါကြောင့်စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံတွေ့ရင်ဆိုင်နေရတဲ့သူတွေကိုစကားပြောတဲ့အခါသူတို့ကိုပို့ဆိုးရွားသွားစေနိုင်မဲ့စကားတွေမပြောဖို့အရေးကြီးပါတယ်။ဘယ်လိုစကားမျိုးတွေပြောပြီးဘယ်လိုစကားမျိုးတွေမပြောရဘူးလဲဆိုတာကိုမျှဝေပေးလိုက်ရပါတယ်။နေကောင်းထဲမှာဒါရေးကြည့်ပဲ။တခုခုနဲ့ပတ်သက်ပြီးစိတ်ထက်ကြလာရင်စိတ်ဖိစီးလာရင်အဲ့ဒီလူကိုကျွန်တော်တို့အများဆုံးပြောပြတာက နင်ကအဲ့ဒီအကြောင်းပဲတွေးနေတာကိုနင်ကောင်းထဲမှာလဲဒါတွေးကြည့်ပဲဆိုတဲ့စကားတွေပါပဲသူတို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကိုသူတို့ကိုယ်တိုင်ခံစားနေရတာဟုတ်ဒီလိုစကားမျိုးတွေပြောဆိုတာရှောင်ပေးပါစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကနှလုံးရောဂါနဲ့အခြားရုပ်ပိုင်းဆိုင်ရာပြဿနာတွေလည်းဖြစ်လာနိုင်တာကြောင့်သူတို့ရဲ့ပြဿနာတွေနဲ့ခံစားချက်တွေကိုလစ်လို့မရှိပါနဲ့ပိုပြီးစ조사ပါစိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာကိုရင်ဆိုင်ရတဲ့သူတွေက조사ကြော်လွှားနေရတဲ့အတွက်ပိုပြီး조사အထောက်ပါဆိုတဲ့စကားမျိုးမပြောမိဘူးအရေးကြီးပါတယ် အဲ့ဒီလိုစကားမျိုးကသူတို့ကိုညှော်လင့်ချက်မဲ့သေးတယ်လို့ဖြစ်စေပါတယ်။သူတို့တွေကအခြားသူစီကနေအကူအညီရဖို့သူတို့ပြဿနာတွေကိုမျှဝေဖို့စူးစမ်းနေရတာပါ။သူတို့အတွက်အကူအညီပေးဖို့အသင့်ရှိနေတယ်။အကောင်းဆုံးအကူအညီပေးမယ်ဆိုတာတွေပြောဖို့လိုအပ်ပါတယ်။စိတ်ထဲကြတဲ့ပုံလေးမပေါ်ဘူး။စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရင်းဆိုင်နေရတဲ့သူတွေရဲ့ရုံးကန်နေရမှုကိုကျွန်တော်တို့မမြင်နိုင်တာကသူတို့မရင်ဆိုင်ရဘူးလို့မဆိုလိုပါဘူး။သူတို့ကိုပို့ပြီးဆိုးရွားသွားစေနိုင်တဲ့မယုံကြည်မှုမျိုးကိုမပြပါနဲ့။ သူတို့ရဲ့ခံစားချက်နဲ့ပတ်သက်ပြီးမျိုးကိုထုတ်တာမလုပ်ပါနဲ့အချို့လူတွေကသူတို့ခံစားနေရတာတွေကိုမျက်နှာမှာအေးအေးအံ့မပြဘဲဖုံးဝယ်ထားတတ်ကြပါတယ်ဒါကြောင့်စိတ်တက်ကြနေတဲ့ပုံလဲမပေါ်ဘူးဆိုတဲ့စကားမျိုးမပြောမိအောင်ရှောင်ပါပြောပြရမယ့်စကားတွေကမင်းကိုဘယ်လိုကူညီပြရမလဲအဲ့ဒီအကြောင်းပြောပြကြလားမင်းတို့ကငါရှိနေပါတယ်မင်းဓာတ်ကိုကြော်လွားရင်ဆိုင်နေရတဲ့အတွက်ဘာတကယ်ကိုတောင်းပန်ပါတယ်မင်းငါကိုလိုအပ်ရင်ကူညီပေးဖို့အသင့်ပါပဲငါကိုပြောပါနားထောင်နေပါတယ်ငါကိုနားထောင်စီခြင်းလားမင်းကြော်လွားပြရမယ် မင်းအတွက်ငါရှိနေပါတယ်ဆိုတာတွေပဲပြောပေးပါဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရဲ့ Mandate Power Play လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ